ရားဒီဒေါ်လာရေးကာလအတွင်းမှာဆရာရဲ့ဒီအမှုပညာဖန်တီးမှုတွေကနေတဆင့်ပေါ့နော်ဟိုဘယ်လိုယက်တီချက်တွေကိုအဓိကဟိုထုတ်ဖော်ပြီးတော့ပြသခြင်းဟာလဲပေါ့လေဒီလိုယက်တီချက်တွေကိုပုံဖော်တဲ့အခါမှာရောဆရာအနေနဲ့ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပါသလဲရှင်အဲပထမဆုံးပေါ့နော်ကျွန်တော်တို့ကဘယ်လိုယက်တီချက်နဲ့ဒီအမှုပညာတွေကိုထုတ်လဲဆိုတော့ကျွန်တော်တို့ဖန်တီးတဲ့အချင်းတွေ music တွေလူငယ်တယောက်အနေနဲ့ ိုအချစ်တချင်းကောင်းကောင်းလေးတို့အဲ့လိုပျော်ရွှင်စရာတို့အဲ့လိုမျိုးတွေကျွန်တော်တချင်းတွေထဲမှာတိတ်တူရလေးရှိမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ဒီအမှုပညာပဲထားပါတော့ဒီဗန်ဒီမှုတွေထဲမှာတက်တဲ့ဖြတ်တဲ့အကြောင်းတွေအမှောင်နေတဲ့အကြောင်းတွေအမှောင်အမှောင်ကဘာထဲမှာရောက်နေတဲ့အကြောင်းတွေသွေးထွက်တန်ယိုဖြစ်နေတဲ့အကြောင်းတွေဒီသွေးတန်ရဲရဲနဲ့ဒီဥသွင်းကလီစာတွေထွက်ကြနေတဲ့အရသာမျိုးတွေအဲ့လိုပုံစံတွေပဲညားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ ပြနေတဲ့ကျွန်တော်တို့អော်နေတဲ့အရာပါလဲဆိုတော့ကျွန်တော်တို့ဓာរីဖြစ်နေတယ်ပေါ့ကျွန်တော်အရင်တခါလဲဟိုတခါတော့ interview interview တခုမှပြောမှုတယ်ပေါ့เนาะကျွန်တော်တို့ဒီနောက်ပိုင်း music လုပ်နေတဲ့ဒီ tolline တွေကလူငယ်တော်တော်များများရဲ့တချင်းတွေကဟိုအမှုပညာဟိုဒီဖြောဖြေးရေးမဟုတ်တော့ဖြောဖြေးရေးဆိုတဲ့ဟာကိုအရင်မသွားတော့ပဲねဟိုဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ကတမိုင်းကို record လုပ်ထားတဲ့မျိုးဖြစ်နေတာပေါ့เนาะကျွန်တော်တို့တချင်းတွေကိုနောင်လာမဲ့ generation မျိုးဆက်တွေကနားထောင်လို့ရှိရင်ကျွန်တော်တို့ဘာတွေဖြတ်တန်းခဲ့တယ်ဆိုတာကို သူတို့သိနိုင်မယ်ပေါ့ဒါတွေကမှတ်တမ်းဖြစ်နေကျွန်တော်တို့ခြံထားလို့ရခဲ့တဲ့လောက်ကျွန်တော်တို့ရဲ့ legacy တွေနည်းနည်းကျွန်တော်တို့ခြံထားခဲ့တယ်ဒါတွေကိုကြည့်ပြီးတော့ဒီတစ်ချင်းတွေကိုနားထောင်ပြီးတော့ကျွန်တော်တို့ဘာတွေချက်တန်းခဲ့တယ်ဆိုတော့သူတို့သိနိုင်မယ်ပေါ့နော်ဒါဒီဟာတွေဒါတွေဒီတာတွေအတိတ်ကပေါ့ဆိုတော့လက်ရှိကာလမှာကျွန်တော်တို့ကကျွန်တော်တို့လုပ်နိုင်တဲ့ကျွန်တော်တို့ပေးနိုင်တဲ့ရှိသမျှအရာအလုံးပေါ့နော်ကျွန်တော်တို့ပုံပေးပြီးတော့ဒီတော်လိုင်းမှာပါဝင်တဲ့လောက်ကင်နေတယ်ဒါပေမဲ့အပြီးပွက်နေတော့ကျွန်တော်တို့စားရဖို့ဆိုတာတိတ်မသေးကြဘူးကျွန်တော်တို့မျိုးဆက်ကလေဆိုတော့ကျွန်တော်တို့မျိုးဆက်ကတော့ဒါပြီးကိုစိုက်ပြိုးတဲ့ မျိုးဆက်ပေါ့နော်အဲဆိုတော့ဒီအသီးအဖွဲ့ကိုစားသုံးမဲ့ဒီနောင်လာနောင်မျိုးဆက်တွေကကျွန်တော်တို့လုပ်ခဲ့တဲ့အရာတခုကိုသူတို့ဒီပချင်းတွေဒီအမှုပညာထုတ်ကုန်တွေဒါကျွန်တော် music လုပ်တဲ့သူမှမဟုတ်ပေါ့နော်ပကြီဆွဲတဲ့သူဆိုလည်းသူပကြီထဲကနေတဆင့်ဟိုရုပ်ရှင်ရိုက်တဲ့သူဆိုလည်းသူရုပ်ရှင်ရိုက်သူ့ရဲ့ရုပ်ရှင်တွေကတဆင့်ပေါ့တန်လေးမြင်ကွင်းလေးခေအခြေအနေကိုသူတို့မြင်နိုင်မယ်သူတို့ကြားနိုင်မယ်သူတို့ခံစားနိုင်မယ်ဆိုရင်သူတို့ရထားတဲ့အပြီးပွင့်တွေကလွယ်လွယ်ကူကူဖြစ်ခဲ့တာမဟုတ်ဘူးဆိုတာကိုသူတို့နားလည်လက်ခံမယ်ဆိုရင်စိတ်စေတနာပေါ့နော်အဲ့ဒီအဲ့ဒီ ခိုင်ချက်တွေနဲ့ပဲကျွန်တော်တို့ဒီဟာတွေကိုလုပ်ဖြစ်နေတာပေါ့အာဘလို့ခက်ခဲတွေရှိလဲဆိုတော့ဟိုနှစ်ချက်ပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပေါ့ရုပ်ပိုင်းဆိုင်ရာအရာကျွန်တော်တို့ထားပေါ်တော့ပြောဥပမာပြပြရင်မြင်သာရမြင်သာအောင်ဥပမာပေးရမယ်ဆိုโอเคကျွန်တော် music လုပ်တဲ့သူအဲဒီလိုအခြေအနေတစ်ခုမှာကျွန်တော်အချင်းလုပ်ကြတယ်ဟိုဘယ်မှာလဲ music instrument တွေဘယ်မှာလဲ studio စသဖြင့်ပေါ့နော်ဒီလို physical အခက်ခဲတွေအားစပေါ့ဒါမြင်သာတဲ့ဟာလေးတွေကိုပြောပြတာပေါ့နော်တချို့ကျွန်တော်တို့အာလောက်ရတဲ့အပိုင်းတွေမှာဆိုရင်ဒါလွတ်လွတ်လပ်လပ်မရှိတဲ့ ခြေနေတွေအခက်ခဲတွေဟိုပစ္စည်းပစ္စည်းအခက်ခဲတွေအချိန်ငွေနေရာအများကြီးပါပဲပေါ့နော်ဒါတွေကတော်လိုင်းထဲမှာလူပြင်းအောင်လုပ်နေလူတိုင်းကြုံနေရတဲ့အခက်ခဲတွေပါပဲဆိုတော့နောက်တစ်ခုကစိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာကျတော့ဘာလဲဆိုတော့ကျွန်တော်တို့အသက်အရွယ်မှာတကယ်ရပြဖြစ်တင်တာ20ကျော်ဆိုတဲ့အသက်အရွယ်တစ်ခုကကျွန်တော်တို့တခြင်းတွေလောက်ကြမယ်ဆိုရင်အဲ့လိုကောင်မလေးကဘယ်လောက်လှလဲဆိုတဲ့အကြောင်းတွေအချစ်ဆိုဒီမှာဆိုတဲ့အကြောင်းတွေ ဒါဒီကျွန်တော်တို့ဆိုသိရေးတင်တာဗျာဒါဒီကျွန်တော်တို့ present present လုပ်တင်တာပေါ့နော်ဘာလို့ဆိုကျွန်တော်တို့ရဲ့ဖြတ်တမ်းမှုအတွေ့အကြုံရပေါ့အခုကဘာဖြစ် နေလဲဆိုကျွန်တော်တို့နေဆက်သူကကျွန်တော်တို့မနဲ့ထလာတယ်ဟိုတစ်ချက် new fit တစ်ချက်ကြီးလိုက်တယ်ဟာဟိုမှာတော့ဘာလို့သေးပြန်ပြီဒါစကားစဘယ်နေအောင်ဘုံကျဲလိုက်လို့အကလေးတွေရောအူတွေထွက်ဒီလခေါင်းတွေပြက်ပြီးတော့အာကိုဘယ်တရင်ကကိုဘောတာဘယ်ကောင်ကတော့ကြာသွားပြန်ပြီဘယ်ရဲဘောတော့ကြာသွားပြန်ပြီဘယ်ရဲဘောတော့ဖမ်းခံလိုက်ရပြန်ပြီဆိုတော့တနေ့တနေ့ဒီမယိုးနိုင်တော့ မပြီးဆုံးနိုင်သောအနိဋ္ဌာယုံတွေဒီအနာတရတွေနဲ့ပဲကျွန်တော်တို့ကနိုးထလာတယ်ညအိမ်လည်းဒီအိမ်မဆိုးတွေနဲ့ပဲကျွန်တော်တို့အိပ်ရတယ်ဟိုဟိုအဲ့လိုမျိုးတွေနဲ့ပဲပြည့်နေနေတဲ့အခြေအနေတစ်ခုမှာကျွန်တော်တို့မှာစဉ်သက်ကြည်လင်သောအမှုပညာထုတ်ကုန်တစ်ခုကိုထုတ်နိုင်ဖို့ဆိုတာကတော်တော်ကြီးမလွယ်တော့တဲ့ကိစ္စပေါ့နော်အဲ့ဒါကြောင့်လဲကျွန်တော်တို့ထုတ်သမျှလူပညာထုတ်ကုန်တိုင်းမှာစစ်ရဲ့စစ်ပွဲရဲ့အနိဋ္ဌာယုံနဲ့ကျင်းလွတ်တဲ့အကြောင်းအရာတွေမရှိသလောက်ပဲဥပမာအချက်တစ်ချင်းဆိုရင်တော့မှသားပေါ်တော့ အခြေရေကဘာကြီးဟာပြက်နေပြီပေါ့နော်ငါတို့ဘာဆက်လုပ်ကြမလဲဆိုတော့ပုံစံမျိုးတွေအမှုပြင်ကထုတ်ကုန်တွေကိုခံစားမဲ့ audience ရဲ့အမြင်ပါပါကျွန်တော်တို့ကကြီးလိုက်တိုင်းအဲနဲ့စိတ်မချမ်းကြီးစရာစိတ်ညစ်စရာဟိုစိတ်ဒဏ်ရာကိုပို့ပြီးတော့ပေးမဲ့ဟာမျိုးတွေပဲများလာတဲ့ခါဆိုတော့အမှန်တော့ကျွန်တော်တို့လည်းဒါတွေမလုပ်ကျင်တော့ကျွန်တော်လည်းတော့ပင်ပန်းနေဒါမဲ့လည်းကျွန်တော်တို့ okay music တစ်ခုဖန်ပြီးမှထားပါတော့ချင်းတစ်ပုတ်စာရေးမယ်ဆိုပြီးတယ်လိုက်တာနဲ့စစချင်းဖြစ်လာတာကျွန်တော်တို့တပုံဆိုရဲသကလုံးတွေအကျန်းဖက်ဆိုရဲသကလုံးတွေ ဟိုတက်ဖြက်ဆိုတဲ့သကလုံးတွေအဲ့ဒီသကလုံးတွေကပဲကျွန်တော်တို့ရဲ့နားရဲတယ်နားရည်တယ်ကျွန်တော်တို့ရဲ့အုံနောက်တွေနှလုံးသားတွေထဲမှာစီးဝင်နေတော့ဒီအကြောင်းအရာကနေကျွန်တော်တို့ဘလို့မှတွေးဖယ်ပြီးတော့ဘာမှောက်ခံတီးလို့မရတဲ့အခြေအနေပေါ့နော်အ